ဇလန်းအစမှာဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းဂျပန်မှာရှိတဲ့နင်ဂျာဖွဲ့စည်းအားလုံးကိုဖျက်သိမ်းခဲ့တယ်လို့ဆိုပါရယ်ဒါပေမဲ့တကယ်တမ်းတော့နင်ဂျာတွေဟာပြက်ကွက်သွားတာမျိုးမဟုတ်ပဲအရေးအထဲမှာလှုပ်ဝက်ဆက်လက်တရှိနေပြီးလူဖွဲ့စည်းတွင်လှုပ်ကြံတက်ဖြတ်မှုတွေလို့လှုပ်ဝက်ဆက်စင်ရေးတွေကိုဆောင်ရွက်နေကြဆဲဖြစ်ပါရယ်လက်ရှိအချိန်မှာနင်ဂျာဦးရေ2သိန်းလောက်ရှိနေတယ်လို့လည်းယူဆရပါရယ်ဒီစကားရဲ့အကြီးကဆက်ကောင်ဖြစ်သူကူရိုဟာနိုင်လို့ခေါ်တဲ့နင်ဂျာဖွဲ့စည်းရဲ့အစင်းနေအဖွဲ့ဝင်တဦးဖြစ်ပြီးနီနက်တယောက်လိုအခန်းအောင်းနေသူပါသူဟာသူ့အိမ်ကြီးချင်းစီကနေ BR ကိုအမြဲကိုတောက်တတ်သူဖြစ်ပြီးပြီးပုံရပေမဲ့လှုပ်ဝက်ဆွမ်းရည်တွေပိုင်ဆိုင်ထားတဲ့နင်ဂျာတဦးပါတနေ့မှာတော့သူ့ကိုအရေး ေးကြီးတဲ့နင်ဂျာတာဝန်တစ်ခုပေးအပ်ခံရပါတယ်။အဲ့ဒီတာဝန်ကတော့နီငတ်အဖွဲ့အစည်းနဲ့ရံပတ်ဖြစ်တဲ့ UN လို့ခေါ်တဲ့နင်ဂျာအဖွဲ့အစည်းကအထက်တန်းကျောင်းတစ်ကျောင်းမှာလူဝတ်အခြေစိုက်စခန်းတစ်ခုတည်ထောင်ထားရဆိုတဲ့သတင်းကိုစုံစမ်းဖို့ပါပဲ။ကုလိုဟာအဲ့ဒီကျောင်းကိုကျောင်းသားအစ်တစ်ယောက်ဖြစ်စိတ်ဝင်ဖို့လိုအပ်ပါတယ်။ကုလိုကျောင်းရောက်တဲ့အခါမှာတော့နိုကူချီဆိုတဲ့အတန်းဖုံမင်းကလေးတဦးနဲ့စတင်တွေ့ဆုံပါတယ်။နိုကူချီကကုလိုကိုထူးဆန်းတဲ့သူတစ်ယောက်လို့ထင်ပေမဲ့ကျောင်းထဲမှာဘာတွေဖြစ်ပျက်နေလဲဆိုတဲ့အချက်လက်တွေကိုဝန်ခံပြီးပြောပြပေးခဲ့ပါတယ်။မကြာခင်မှာပဲကုလိုဟာသူတဦးနဲ့ကျောင်းထဲမှာရှိတဲ့နင်ဂျာမဟုတ်ဘူးဆိုတာကိုသဘောပေါက်လာပါတယ်။သူ့ရဲ့အဖွဲ့အစည်းကလည်းတခြားသူတဦးကို လိုအပ်ဆောင်ရမ်းသူအဖြစ်ထားရှိပြီးသားဖြစ်တယ်လို့ကျောင်းအုပ်ကြီးကိုယ်တိုင်ကလည်းနင်ဂျာတအူးဖြစ်နေတာကိုတွေ့ရှိရပါတယ်။ကျောင်းအုပ်ကြီးနဲ့ပထမဆုံးအကြိမ်ထိတ်တိုက်တွေ့ဆုံပြီးနောက်မှာတော့ကူရိုဟာသူက UN အဖွဲ့ဝင်မဟုတ်ဘူးဆိုတာကိုသိလိုက်ရပါတယ်။ကူရိုဟာသူ့တာဝန်ကိုဆက်လက်ထမ်းဆောင်ရင်းစုံစမ်းမှုတွေပြုလုပ်နေပေမဲ့တစ်ချိန်တည်းမှာပဲအတန်းဖော်အီတာကိုအနိုင်ကျင့်ခံနေရတာကနေကာကွယ်ပေးရပါသေးတယ်။နင်ဂျာတယောက်အနေနဲ့ဒါကသူ့အတွက်ပြဿနာမရှိပေမဲ့ចောင်းသားတွေထဲမှာ UN နင်ဂျာတအူးပါရောနှောနေတာကိုလည်းသူသိလာရပါတယ် ဒီအချိန်တွင်မှာပဲနေပြီးမှဆလားရှာလို့လူတိများတဲ့ရုရှားလူမျိုးတဦးလည်းပေါ်ပေါက်လာပါတော့တယ်။သူ့ကိုဂျပန်မှာရှိတဲ့နင်ဂျာဖွဲ့စည်းတစ်ခုကိုစိတ်ဝင်ဖို့အင်းရဲ့တမီးကိုဓာတ်ဆခံထားပြီးခိုင်းစေခံထားရတာဖြစ်ပါတယ်။နင်ဂျာဖြစ်ဖို့ဆိုရင်မျိုးသားသုံးဦးရဲ့လင်းရင်ကားတွေကိုဖျက်တော့ရမယ်လို့နားလည်မှုလွဲမှားပြီးလိုက်လံဖျက်တော့နေတာကြောင့်ရီမာဆလားရှာဆိုပြီးနာမည်ကြီးလာတာပါ။ကုရိုရဲ့အထက်ရာရှိကတူကရီမာဆလားရှာကိုရှာဖွေပြီးဖျက်ရှားပြစ်ဖို့တာဝန်ပေးခဲ့ပါတယ်။ ဇလန်တလျှောက်မှာကူရိုဟာသူ့ရဲ့ပတ်ဝန်းကျင်ကလူတွေဟာသူ့ထင်ထားတာထက်နင်ဂျာတွေပိုများနေတာကိုတွေ့ရှိလာရပြီး UN အဖွဲ့ရဲ့လှုပ်ဝက်အစီအစဉ်တွေကိုဖော်ထုတ်ဖို့ကြိုးစားရပါတယ်။နိုင်အဖွဲ့ရဲ့ထိတ်တန်းနင်ဂျာတွေဟာ UN ရဲ့တိုက်ခိုက်မှုတွေကိုတခုပြီးတခုခံနေရပါတယ်။နောက်ဆုံးမှာတော့ကိုဒန်အထက်တန်းချောင်းကို UN အဖွဲ့ရဲ့တိုက်ခိုက်မှုတွေစတင်လာပြီးကူရိုနဲ့နိုကူချီတို့ဟာစိတ်ကူးမရင်နိုင်တဲ့တိုက်ပွဲတစ်ခုရဲ့အလဲမှာပိတ်မိနေပါတော့တယ်။ မိကုံးချုပ်အနေနဲ့ဒီဇက်လန်ဟာအရှင်ဟာတာနဲ့လှုပ်ဝက်ဆန်းကျင်မှုတွေကိုပေါင်းစပ်ထားတဲ့ဖြောပြေးရုပ်ရှင်ကောင်းတကားဖြစ်ပါတယ်။ကုလိုရဲ့ပြင်းရည်ပုံရပေမဲ့လှုပ်ဝက်ဆန်းဆောင်နိုင်မှုတွေထူးဆန်းတဲ့စက်ကောင်တွေနဲ့မမျှော်လင့်ထားတဲ့အလှည့်ပြောင်းတွေကပရိသတ်တွေကိုဆွဲဆောင်နိုင်မှာပါ။နင်ဂျာလောကကိုခေတ်သစ်ရှူတောင်းကနေမြင်တွေ့ကျင်သူတွေအတွက်မကြည့်မဖြစ်ရုပ်ရှင်တကားလိုပဲပြောချင်ပါတယ်။